thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဆိုမိုထင်းချုံနေမြများမှာတနေ့အတွင်းအခွန်ဗန္နာဖြင့်ကျပ်ဘီလီယံ480ကျော်နဲ့ရွှေ18ပိတ်သားကန်ရရှိရလို့ NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ဆိုမိုထင်းချုံနေမြတွေမှာပြီးခဲ့တဲ့2024တနေ့အတွင်းသတ္တူကြောင့်မြန်နေတစ်တော်ကန်နာရီမှာလီလန်နဲ့ဒန်ကျင်းငွေကျပ်ဘီလီယံ480နဲ့ရွှေ18ပိတ်သားကန်ရရှိကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ကမေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်ဆိုမိုထင်းချုံနေမြတွေမှာအခွန်ဗန္နာ ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး2024တွင်တစ်တော့ပတ်ဝန်းကျင်ကဏ္ဍနဲ့တတူကြောင့်မြေကဏ္ဍတို့မှရရှိတဲ့လီလန်နဲ့ထန်ချင်းငွေစုစုပေါင်းတက်တန်းပေါင်းဘီလီယာ482တန်းကျော်နဲ့ ရွှေစင်း16.64ပိတ်တရာရှိကြောင်းဖော်ပြပါရယ်2024ရဲ့ပြည်တွင်းရွှေစင်းနှုန်းနေရ7360ဝန်းကျင်နဲ့တွက်မယ်ဆိုရင်ရွှေစင်း16.64ပိတ်တာက7ဘီလီယံ10ခန့်ရရှိမှာဖြစ်ပါရယ်ဂျားကာလာပြည်သူ့အုပ်ချုပ်ရေးရန်နေရာဖော်ဆောင်လျက်ရှိတဲ့ဒေသတွေမှာလည်းကျွေးနွားတင်ဆောင်ကအခွန်ဘဏ္ဍာကောက်ခံခဲ့ရာ2023နိုဝင်ဘာမှ2024စက်တင်ဘာလအထိစုစုပေါင်း7.33ဘီလီယံကျော်ကိုကောက်ခံနိုင်ခဲ့ကြောင်းသိရပါရယ် ဒါအပြင်စောရင်ကန္တာရှင်နိုင်တဲ့ရှင်နိုင်အတွက်ပစ္စည်းလုပ်ငန်းများမှာ2020ဒီဇင်ဘာမှ2024ဒီဇင်ဘာလအထိအခွန်ဘဏ္ဍာစုစုပေါင်းကျပ်ဘီလီယံ100ကျော်ရရှိပြီးဒေါ်လာအတွက်လိုအပ်တဲ့အခန်းကဏ္ဍတွေမှာပါဝင်ဖြည့်ဆည်းပေးနေရလို့ဆိုပါတယ် စစ်အာဏာရှင်ကိုတော်လန်ဦးဆောင်နေတဲ့အဖွဲ့အစည်းကအခွင့်အရေးချပြလာတာကိုကြိုးဆိုတဲ့စည်ရင်းစနစ်စီစစ်ပြီးတီးကြတဲ့ကဏ္ဍလိုက်ခွဲဝေမှုတွေစီစစ်မှုပိုင်းရင်ပိုကောင်းနေအခွင့်ဆောင်ကြတဲ့ပြည်သူတွေပိုနားလည်အောင် ရှင်းပြဖို့လိုသေးတယ်လို့မြင်တယ်လို့စကိုင်းတိုင်းရှိတော်လန်ဤထောက်ပို့ဖွဲ့ဝင်တောင်းကမှတ်ချက်ပြုပါတယ်။တချို့ယာရီကတော့အမှန်ပြောရတာခက်တယ်အောက်ခြေချစားမှုလို့ပြောရမလားအုပ်ချုပ်ရင်းရဲ့နေရာမတည်ငြိမ်သေးတာလို့ပဲပြောရမလားရတာနဲ့ရောက်တာနဲ့ကြားမှာပြောင်းနေရတယ်များတယ်လို့မကွေးတိုင်းမှာပြည်သူအုပ်ချုပ်ရေးဖွဲ့ဝင်တောင်းကအခွင့်အရေးစီစစ်မှုအခြေ ိန်နေပေါ်ရှင်းပြပါရယ်ဘန္နာရန်ပုံကွန်ရဲ့64ရာခိုင်နှုန်းကိုစီရဲကဏ္ဍမှာအသုံးပြုထားကြောင်းလေးအမျိုးသားညီညွတ်ရေးအစိုးရကမေလ3ရက်မှာထုတ်ပြန်ပါရယ် PDF ရဲဘော်တွေအနေနဲ့ဤပြော်ပါဝင်ပြည်နယ်နဲ့တိုင်းအားလုံးမှာတိုက်ပွဲဝင်နေရရှိရဲ့အောင်းလျော်စွာအဆိုပါအသုံးစိတ်များကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တုံ့ဆွဲခဲ့တာဖြစ်ပြီးမဟာမိတ်တော်လိုင်းအဖွဲ့များကိုမျှဝေထောက်ပံ့ပေးရန်ပုံကွန်များလည်းပါဝင်ကြောင်းသိရပါရယ်ဒါပေမဲ့မြေပြင်မှာတော့လက်နက်နဲ့စစ်သုံးစိတ်မလုံလောက်တဲ့တော်လိုင်းအဖွဲ့တွေရဲ့ထောက်ပြမှုတွေများစွာလည်းရှိပါရယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်မြို့နယ်တာဝန်ခံ တစ်ယောက်အတုံးစီတင်တဲ့ငွေကိုတစ်လကားစီဘူးက40ကနေ80ရဲဘော်စားစီ120ကျန်းတဲ့အတုံးစီက100လက်ပတ်ဆိုတော့စုစုပေါင်း300ထားမြို့နယ်တာဝန်ခံစီမှာရဲဘော်9ယောက်မပြေတာကိုအတုံးစီ100ကျော်တယ်ဒါမျိုးတွေကို NUG နေနဲ့မစီစစ်နိုင်သေးဘူးရဲဘော်120အနည်းဆုံးရှိတဲ့တရင်ကိုတစ်လ380တစ်ခါတလေ380ပဲဒါမျိုးတွေကြောင့်ညသုံးနေရတွေကိုပြည်သူတွေရောတရင်တချို့တွေကထိလာတော့ MOD အောက်ကနှုတ်ထွက်လာတဲ့အဓိကအကြောင်းအရာတစ်ခုဖြစ်လာတယ်လို့မြေပြင်ရှိပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြော ပြောပါရယ်တော်လိုင်းကာလာဖြစ်တဲ့အာလီယောစွာလက်နက်ခံရမိကြောက်ရရှိရေးဖဏငွေရဖို့အတွက်လိုအပ်ချက်နဲ့စိန်ခေါ်မှုတွေရှိတော့လဲတော်လန်လူတို့ရဲ့ပူးပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လိုင်းအဖွဲ့အစည်းတွေရဲ့ဝန်ရံကူညီမှုနဲ့ရင်ဆိုင်ဖြည့်ရှင်ကြော်လွားလျက်ရှိကြောင်း NUG ကဆိုပါရယ်နောက်ထပ်တပုံးအနေနဲ့2029မှာ KNDO ဌာနချုပ်တင်နေရဟောင်းဖြစ်တဲ့အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ MOD ပို့ချုပ်စောရှိလီကညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO အနေနဲ့လား လာမယ့်2029ခုနှစ်မှာ KNDO ဌာနချုပ်ကိုတည်မြောက်ဟောင်းဖြစ်တဲ့ရန်ကုန်အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KNDO စေဦးစီချုပ်ဘူချုပ်စောရှိနေကညွှန်ကြားလိုက်ကြောင်း KNDO တရားဝင်သတင်းထုတ်ပြန်ပါတယ်။ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO ကကရင်အမျိုးသားစီယုံ KNU ရဲ့လက်နက်ကင်တပ်ဖွဲ့နှစ်ခုနဲ့မှတစ်ခုဖြစ်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မပေါ်မမီကလေးကတရှိခဲ့ကြောင်း KNDO က KNU ရဲ့လက်နက်ကင်ဖွဲ့ပြင်း1948ခုနှစ်မှ1949ခုနှစ်အထိဂျပန်အစိုးရနဲ့လွတ်လပ်ရေးခဲ့ဦးမြန်မာအစိုးရတို့ကို န့်ကျင်တိုက်ခိုက်ခဲ့ကြောင်း KNDO ရဲ့ဌာနချုပ်ဟောင်းကရန်ကုန်တိုင်းအင်းစိန်မှာအခြေချခဲ့ကြောင်းသိရပါတယ်။ မြန်မာကာလမှာ KNDO စေဦးစီချုပ်ပိုချုပ်စောရှိလီကလာမယ်2029ခုနှစ်မှာကင်းအမျိုးသားကာကွယ်တပ်ဖွဲ့ KNDO ရဲ့ဌာနချုပ်ကတချိန်တည်းနားဟောင်းဖြစ်ခဲ့တဲ့အင်းစိန်ကိုအသည့်တဖန်ပြန်လည်တည်ဆောက်မယ်လို့ KNDO တပ်မိုးတွေကိုညွှန်ကြားချက်ပေးထားကြောင်းသိရပါတယ်။ KNDO စေဦးစီချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွှန်ကြားချက်ကအတူဖြစ်တဲ့မှန်ကန်တယ်ဆိုတာ KNDO ဘက်ကအတည်ပြုပါတယ်လို့ကင်းရင်တော်လိုင်းသတင်းရင်းမြစ်ကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရွှေဘုံမြို့နီးကိုဒီကနေ့မနက်ပိုင်းပို့ဖို့ပြုလုပ်ခဲ့တဲ့လီတသမရှိအစဉ်ရှိငလင်ကိုပျော်ပွဲရှိဦးခင် ုံးနဲ့မိုးကုတ်မြို့များမှာတိတာစွာခန်းစားရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။သခိုင်းတိုင်းရွှေဘုံမြို့အနီးကိုဒီကနေ့မနက်ပိုင်းမှာပဟိုပြူလောက်ခတ်ခဲတဲ့ပြင်းအားလေးတသမရှင်းအဆင့်ကြီးငလင်ကြောင့်ပျော်ပွင့်ရှင်ဦးခင်ဦးနဲ့မိုးကုတ်မြို့တို့မှာတိတာစွာခန်းစားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မေလ9ရက်နေ့မြန်မာစံတော်ချိန်မနက်6:00မိနစ်ခန့်ချိန်သခိုင်းတိုင်းရွှေဘုံမြို့အနောက်မြောက်ဘက်33ကီလိုမီတာခန့်အကွာမြေအောက်နက်10ကီလိုမီတာကိုပဟိုပြူပြီးရစ်စတာစကေးလေးတသမရှင်းအဆင့်နဲ့အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အဆိုပါငလေးကျောင်းပျော်ပွဲရှင်ဦးခင်ဦးနဲ့မိုးကုတ်မြို့တွေမှာပါတည်တာစွာခန်းစားပြီးမိုးကုတ်မြို့မှာဒီကနေ့မနက်ပိုင်းငလေးကျောင်းနေအိမ်များခါရန်သွားကြောင်းသိရပါတယ်။မနက်6နာရီလောက်အိမ်တွေရှိထုံကုန်တာမလ28ရက်ကတော့မိုးကုတ်မှာအလောက်ထိမလှုပ်ဘူး။အခုခါရမ်းသွားတာ မိုးကုတ်မှာလင်းရင်လဲကြောင်ရငလင်းလဲကြောင်ရဖြစ်နေတာလို့မိုးကုတ်ပြည်သူတအုပ်ကပြောပါတယ်အမေရိကန်ငလင်းဆောင်ကြီးရဲ့ဘူမိဗေဒ USCS ကတော့ဒီကနေ့မနက်ပိုင်းလှုပ်ခတ်သွားတဲ့ငလင်းကပြင်းအား4.4အဆင့်ရှိပြီးရွှေဘုံမြို့အနီးကိုပဟိုပြူလှုပ်ခတ်သွားခြင်းဖြစ်တယ်လို့သတင်းထုတ်ပြန်ကစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ပျော်ပွင့်မြို့ရဲ့အနောက်အနောက်တောင်ပိုင်း -10 ကန်အကွာကိုပဟိုပြူပြီးလှုပ်ခတ်ခဲ့ကြောင်းငလင်းပြင်းအား 4.5အဆင့်ရှိကြောင်းသိရပါတယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့ပြင်းအား9.9အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးရနောက်နောက်ဆက်တွဲငလင်ပေါင်း160ကျောင်းလှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနှင့်ဇလားပြေလာညွှန်ကြားမှုဦးစီးဌာနကတင်ထုတ်ပြန်ထားပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ TNL သိမ်းပိုက်ထားတဲ့ကြောင်းမဲမျိုးကိုစစ်ကောင်စီကနေကြောင်းတိုက်ခိုက်တဲ့ကြောင်းပြန်ဆက်ပြီးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL သိမ်းပိုက်ထားတဲ့ကြောင်းမဲမျိုးနဲ့ကိုစစ်ကောင်စီကဒုတိယကြိမ်လီနဲ့ဖုံးများထပ်မံကျဲချခဲ့ကြောင်းဒေသခံပြည်သူများနဲ့စည်ရေးတင်အရင်မြစ်တချို့စီကသိရ ါပါတယ်။မေလ9ရက်နေ့မနက်7:15မိနစ်ခန့်ချိန်နဲ့မနက်7:27မိနစ်ခန့်ချိန်တို့မှာစစ်ကောင်စီရဲ့တိုက်လေယာဉ်ကကြောင်မဲမြို့နယ်အတွင်းကိုဖုံးများကျဲချသွားခြင်းဖြစ်ကြောင်းသိရပါတယ်။လေယာဉ်ကတော်တော်လေးကြာဝဲပြီးတော့မှပုံကျဲသွားတာနှစ်ချိန်ကျဲတဲ့ဘုံနှလုံးလောက်ရှိမယ်။အထူးခိုက်တော့မသိရသေးဘူးလို့ကြောင်မဲဒေသဖြစ်သူတအုပ်ကဆိုပါတယ်။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်သွားတဲ့နေရာတွေမှာကြောင်မဲမြို့အဝင်အမြောက်တပ်ဟောင်းနေရာလို့သိရပြီးကြောင်မဲမြို့စေယုံနေရာမဟုတ်ကြောင်းသိရပါတယ်။အခုနေ့ဇန်နဝါရီ25ရက်နေ့ကလည်းကြောင်မဲမြို့နယ်ရှိစေယုံ ကိုစစ်ကောင်စီတပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တဲ့အတွက် CDM တူနာပြူဆီယာမတအူလူနာတအူစုစုပေါင်း9ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီကတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်ခြင်းကစပြီးမိုးကုတ်နောက်ချိုကြောင့်မဲ့အပါဝင် DNL လေးတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့မျိုးတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုဆောင်လျက်ရှိကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်